ဇလန်းကိုဆာရာဆိုတဲ့ကောင်မလေးတယောက်ကပြောပြထားတာပါ။သူမကအိန္ဒိယမှာနေပြီးအခုပြောမယ့်အဖြစ်အပျက်ကသူမအသက်16နှစ်ကဖြစ်ခဲ့တာမို့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကပါ။ဆာရာတို့မိသားစုမှာမိဘတွေနဲ့အရွယ်ရောက်ပြီးဖြစ်တဲ့နောက်အကိုကြီးနှစ်ယောက်ရှိပါတယ်။သူတို့နေတဲ့အိမ်ခြံဝန်းထဲမှာပုံစံတူစောက်ထားတဲ့နှစ်ထပ်အိမ်လေးတွေ၁၀လုံးလောက်ပဲရှိပါတယ်။ဆာရာနဲ့မိဘတွေကအိမ်အပေါ်ထပ်မှာ အခုရီကတော့အောက်ထပ်မှနေကြပါရယ်ဒီနေ့ကအသားမမနဲ့ခင်တခုပါပဲဆာရာအိယာထားပြီးသွားတိုင်းနေတဲ့အချိန်အမင်းနဲ့အကိုကြီးအယ်လီတို့ကတခြားခင်းထဲမှာစကားကြကြဲနဲ့ပြောနေကြတာကိုကြားလိုက်ရပါတယ်သူတို့ပြောနေတာကဆာရာကတိတိကျကျမမှတ်မိနေခဲ့ပါဘူးတချိန်မှာအကိုအယ်လီကသူ့ခင်းထဲကိုလာပြီးစသလိုလိုနဲ့ပြောလာတယ်တမင်းငယ်တရေတကောင်ကြည့်ချင်လားဒီကိုလားတဲ့ ဆာရစိတ်ထဲမှာရှုပ်ထွေးသွားပြီးနည်းနည်းတော့ခြောက်ခြားသွားတယ်။အကိုကသူ့ကိုမိဘတွေအိတ်တဲ့ခန်းထဲခေါ်သွားပြီးပြင်ပေါက်ကနေပြလိုက်တယ်။အိမ်ရှိကလမ်းကြီးလေမှာကောင်းထီခြုံထားတဲ့လူတယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။ဆောင်းနှင်းမို့မိကုံးမျိုးတွေထူထပ်နေပြီးမြင်ရခက်နေတယ်။အဲ့ဒီလူကဘက်ဘက်ကခြုံနေပိတ်ပေါင်းထူထပ်တဲ့နေရာကိုစိုက်ကြည့်နေတယ်။အဲ့ဒီနေရာကတတော်လေးတစ်ခုနဲ့တူပါတယ်။ ဆာရမီကဒီလိုလူမျိုးကိုဘယ်တော့မှမမြင်ဘူးတော့တိတ်ကြောက်နေတာဒါပေမဲ့ဆာရာကတော့အဲ့ဒီလူကတရားရကိုစောင့်နေတယ်လို့ပဲထင်မိတယ်သူတို့7မိနစ်လောက်ကြည့်နေကြတယ်ခြားခြားစရာအကောင်ဆုံးကတော့အဲ့ဒီလူကချုံဘုတ်တွေကိုရှောင်ချက်လုံးဝမလုပ်ပဲစိုက်ကြည့်နေတာပါနောက်ဆုံးမှာသူတို့လည်းပခုံးပုတ်လိုက်ကြပြီးចောင်းသွားဖို့အသင်ပြင်လိုက်ကြတယ်။ဆာရာအကိုကြီးအစတ်ကဆူဆူကီစီပြီးចောင်းကနေသူမကိုလာကြိုးတယ်။သူတို့အိမ်ကနေထွက်ခွာတဲ့အချိန်မှာအဲ့လူကလမ်းမကြီးအလေကောင်မှာပဲရှိနေသေးတယ်။ ခြုံမိုးတွေကိုပဲဆက်ပြီးမျက်နှာမူထားစေပါအကိုကသူ့နာကနေဖြတ်မောင်းသွားတော့ဆာရာက စက္ကန့်ပိုင်းလောက်တေးချာကြည့်လိုက်တယ်အဲလူကအဖြူရောင်ပကြားမပေါင်းမိရှင်နဲ့အညူရောင်ဖြော့ဖြော့ကာတာအင်ဂျီကိုဝတ်ထားတာသူ့ရဲ့ခေါင်းချုံအဝတ်ကအဖြူဖြော့ရောင်ဖြစ်ပြီးခေါင်းကနေဒူးထီအုပ်ထားလို့သူ့မျက်လုံးတွေကိုပဲမြင်ရတယ်ဆာရာမျက်လုံးနဲ့သူ့မျက်လုံးတိုက်ရိုက်တွေ့သွားတဲ့အခါဆာရာခန္ဓာကိုယ်ထဲမှာချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့တယ်။သူ့မျက်လုံးတွေကိုပဲမြင်ရပေမဲ့သူပြုံးနေတယ်ဆိုတာတိတိတသားမြင်လိုက်ရတယ်။ပြီးတော့ နှစ်နှစ်ချက်ချိုက်ကြီးကိုပြုံးနေတာမျိုးပါစာရတကူလုံးမှာစက်သိန်းတွေထားလာခဲ့ရတယ်ကျောင်းကိုသွားတဲ့ခီလန်တခြားလုံးစာရာစဉ်းစားနေမိတယ်။သွမ်းကောက်ပြုံးပြနေရလား။ဒါမှမဟုတ်ခြုံမုတ်သေးကတခုခုကိုပြုံးပြနေရလားလို့ပေါ့။ကျောင်းရောက်တော့ဒီအကြောင်းကိုမမြန်မိပြီးသားမန်လေးတနေ့လိုပဲကုံဆုံသွားခဲ့ပါရယ်။နိနိ၃နှစ်လောက်မှကျောင်းကနေထွက်လာပြီးအိမ်ပြန်ဖို့ဘိန်းသုံးဘိန်း ကားလူခေါ်ရရင်မျိုးနဲ့စီးလာခဲ့တဲ့ခီလာတခြားလုံးဖုန်းသုံးနေပြီလို့အိမ်နားရောက်လာမှပဲအဲ့လူအကြောင်းတတိယလိုက်တယ်။ပြင်ပေါက်ကနေကြည့်လိုက်တော့အဲ့လူပဲနေရာမပြောင်းပဲရှိနေသေးတာ။စောင်းနေမနက်ခင်းမှာ၈နာရီတိတိလုံးဝမလုပ်ပဲဒီတိုင်းရက်နေတယ်ဆိုတဲ့အတွေ့ကသူမကိုအံ့အားသင့်စေပြီးချောင်းလန်သွားစေခဲ့တယ်။ကာမန်သူကစံကျင်မဲ့လန်ကနေမောင်းနေတာမို့သူမျက်နာကိုမြင်ရမှာမဟုတ်ဘူး။နောက်ကျောကိုပဲမြင်ရမှာသူခုထိပြုံးနေသေးလားလို့လဲသူမစဉ်းစားမိတယ်။ အရာတော်တမင်စာပြီးအိတ်လိုက်တယ်ညာစင်နိုင်လောက်မှနိုးလာတယ်အဖေလောက်ကပြောင်းတဲ့အချိန်ပေါ်အမေနဲ့အတူတနေ့တားကြောင်းပြောနေမိလို့အဲ့လူအကြောင်းလုံးဝမေ့သွားခဲ့ပါတယ်တိုင်းမဲ့အဖေပြန်ရောက်လာပြီးအမေကိုအဲ့လူကမနဲ့ကလေးကရက်နေတော့မယ်လို့ပြောလိုက်တော့အစာရာပြေးပြီးပြင်ပေါက်စီသွားကြည့်လိုက်တယ်။ဟုတ်ပါတယ်သူအဲ့ဒီမှာပဲရှိနေသေးတာချုံဘုတ်ဒီကိုပဲကြည့်နေတော့လုံးဝမလှုပ်ဘူးအိမ်မပြန်ခင်အဖေကအဲ့လူစီသွားပြီးဘာလို့တနေ့လုံးအဲ့ဒီမှာရက်နေတာလဲလို့မေးကြည့်လိုက်တယ်တိုင်းမဲ့အဲ့လူကဘာမှမပြောပါဘူး။ သူတို့အားလုံးပါကြောင့်တနေကုန်အထူးသဖြင့်ဆောင်းနှင်းမှတီလို့ရက်နေရတာလေဆိုတာနားမလည်နိုင်ကြဘူး။ညစာစားပြီးတဲ့နောက်အရာမွင့်ခင်အဖေကတကားရီပတင်းပေါက်တွေအားလုံးကိုတော့ခတ်ဖို့ပြောတယ်။အရင်ကတော့ဒီလိုမျိုးမပြောဘူးပါ။ဆာရာလည်းအဲ့ဒီလူကြောင့်ပဲဆိုတာသိသားနေပါပြီ။ဆာရာကအလုံးကိုတေချာတော့ခက်ပြီးတော့အဲ့လူခုတီရှိနေမလားဆိုတာကိုနှစ်ခါသုံးခါပြန်စစ်ကြည့်တယ်။အာသင်စရာကောင်းတာကသူအခုထိရှိနေသေးတယ်။သူကအေးကြတယ်။နောက်နေ့မနေ့ဆာရာမနေ့စာဆိုင်တီဗီကြည့်နေတော့ရုတ်တရက်အဲ့လူချောင်းတတိယသွားပြီးပြင်ပစီသွားကြည့်လိုက်တော့ သူပျောက်သွားပြီအဲ့ဒီကစားပြီးသူကိုဘယ်တော့မှမမြင်ရတော့ပါဘူးအဲ့ဒီဖြစ်ပျက်ကသူတို့အားလုံးကိုလန့်သွားစေခဲ့ပေမဲ့ရန်နေငယ်ကြတော့အားလုံးကမေ့သွားခဲ့ကြပါတယ်ဆာရာကဘာလို့သူဒီမှာရန်နေရတာလဲဘာလို့ခြုံဘုတ်တီကိုပဲကြည့်နေရတာလဲခြုံဘုတ်တီထဲမှာတခုခုရှိသလားဆရမီကိုနေကိုမီးမတွက်နိုင်အောင်မီးခဲ့မိတယ်ဒါပေမဲ့သူတို့ဘယ်တော့မှအဖြေရခဲ့ကြချက်မရှိပါဘူးအဖြစ်မှရက်နေတဲ့အဲ့လူကဒီကနေ့ချိန်ထိတိုင်းဆာရာတို့အတွက်ဖေးလိဆန်ဆန်ဖြစ်ရတဲ့ခုဖြစ်ချိန်ရနေသေးပဲဖြစ်ပါတော့ရှင် ဒီဇလန်းလေးကတော့ကိုဟဲလ်ဆိုတဲ့ဈေးဆိုင်ထဲကအဖြစ်ပြက်တစ်ခုပါ။အဲ့ဒီကတာမန်အေးများတဲ့ညနေခင်းတစ်ခု။မိကအရင်အဝယ်စားတွေကြက်လာလို့အတွေ့ဝဲဖို့ကိုဟဲလ်ဆိုင်ကိုသွားကြတာလေ။ဆိုင်ထဲဝင်တဲ့ချိန်မှာတော့ဘာမှထူးခြားမှုမရှိသလိုပုံမှန်တိုင်းပဲ။ခွက်တွေကြည့်ရတာညီငွေလာပြီးတော့အမေကိုဆိုင်ထဲမှာကိုကကိုလှည့်လည်ကြည့်မယ်လို့ပြောလိုက်သေးတယ်။အမေကသဘောတူပြီးဝေဝေးမသွားနဲ့လို့တတိပေးလိုက်တယ်။လျှောက်သွားရင်လည်းအမျိုးသမီးတယောက်ကိုတတိထားမိလိုက်ပါတယ်။သူမကအမေရဝစ်စားတွေကိုဝစ်ဆင်ထားပြီးတော့စပင်းအရှိကြီး နက်နက်နေပါ။သူမကကြည်နေတယ်။သူမရဲ့မျက်လုံးတွေကအကျယ်ပြန့်လွန်းနေပြီးတော့မျက်ခုံးဆိုးဆေးတွေက မျက်နှာပေါ်ကိုစီးကျနေတယ်လို့ပဲ။မျက်လုံးတွေကအယံပြူးကျဲနေလို့သဘာဝမကျဘူးလို့တောင်ထင်ရတာ။ချောက်ဆေးတစ်ခုရိုက်ခက်လာတယ်။အမေကိုရှာဖို့စိတ်ပူပြီးပပတ်လေးကိုအလျင်မြန်ကြည့်လိုက်တယ်။အမေကိုမတွေ့တော့စိတ်ထဲကနေသိပ်ပူသွားတယ်။ပြီးတော့နောက်ပြန်လှည့်ကြည့်လိုက်တယ်။အဲ့ဒီမျိုးသမီးကပိုနီကက်နေပြီးတော့ပြုံးပြနေတာ။အယံကိုနှစ်နှစ်ချက်ချက်ပြုံးနေတာ။ချောက်ဆရာကောင်းလွန်လာပါရဲ့။ အရန်ကြောက်သွားလို့ဘာလို့ရမှန်းတော့မသိတော့ပါဘူးဖုန်းလည်းမရှိဘူးလေအမေကိုအကူညီတောင်းဖို့နီလန်းလည်းမရှိတော့ဘူးအရေးပေါ်နီလန်းအနေနဲ့ဝက်တန်းထဲကိုခေါင်းဆိုင်ပြီးတော့ပုန်းခိုနေလိုက်တယ်ချက်ချင်းဆိုသလိုပဲလက်တစ်ဖက်ကပကုန်းကိုဆုပ်ကန်လိုက်တာအချက်ချင်းအော်မတက်ဖြစ်သွားပြီးနောက်ပြန်လဲကြည့်လိုက်တယ်အမေပါစိတ်ထဲမှာတိတ်ကိုတက်တာရရသွားတယ်အမေကရေးသွားတဲ့ address ဆိုနေပေမဲ့အမေပြောတဲ့စကားတွေကနားတွေကိုမဝင်ခဲ့ဘူး ဒီထဲမှာအဲ့ဒီမျိုးသမီးကြောင့်ပဲရှိနေသေးတာ။သူမအခုအထိပဲအပြင်းမရှိနေမလား၊ကျမကြည်နေမလား၊စောင့်နေမလား။ချက်ချင်းဆိုသလိုအမေရဲ့စကားပြောတန်ကတဲမာလာတယ်။အမေရဲ့မျက်နှာပြင်ကလည်းပူပြော့တီးကြည့်လာတယ်။သပင်ရှိရှိမျက်လုံးဖြူးဖြူးကျဲကျဲနဲ့အမျိုးသမီးတယောက်မင်းမြင်မိလားတဲ့။နှလုံးသားလုံးဝရက်တန်သွားသလိုပဲအမေခုနကပြောလိုက်တဲ့အမျိုးသမီးနဲ့ကျမမြင်လိုက်တဲ့အမျိုးသမီးကအတရားထဲပါ။ဟုတ်ကဲ့မေးကျမလိုက်တဲ့လမ်းကြောက်တာပဲလို့ပြန်ဖြေလိုက်တယ်။အမေကခေါင်းငိမ့်ပြီးဝယ်ထားတဲ့ပစ္စည်းတွေကိုငွေမြန်မြန်ချေကဆိုင်ကနေချက်ချင်းထွက်လာခဲ့တယ်။ အဲ့နောက်ပိုင်းဘာမှမဖြစ်တော့ပေမဲ့အဲ့ဒီမျိုးသမီးရဲ့ပုံရိပ်ကတော့စိတ်ထဲကနေပဲတော့မှမပြောင်းပြက်ခဲ့ပါဘူး။သူမရဲ့မျက်လုံးတွေသူမရဲ့ကြေပြန့်နေတဲ့ပြုံးနေတဲ့အသွင်ပြင်အခုချိန်ထိဒီကြောင်တွေးမိတိုင်းခန္ဓာကိုယ်ထဲမှာချမ်းစိမ့်စိမ့်ဖြစ်သွားတော့မှာပဲ။